ဟုတ်ကဲ့မင်္ဂလာပါဗျ 2D KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကဲဒီနေ့မှာတော့1ချိန်2ချိန်အပြည့်ပါပေါ့နော်ဗရိတ်နဲ့လည်းထပ်တူကြတဲ့ main organ လေးပါဗျကိုမတို့ကြည့်ပြီးတော့ကျိုင်းနေတဲ့ရင်တော့သုံးပါဗျနော် ဒီ၈ကိုကမနေ့ကမနက်ပိုင်းထွက်ရင်ဘာဖြစ်မှာစိုးလို့လဲပြနော်မနက်ပိုင်းဆိုရင်တော့ကျွန်တော်တို့၈ကိုပါတယ်ပြ၈ပိုင်းကိုကိုလေးနဲ့တွေ့ရင်ပြီးပေါလိပေါ့နော်ညနေမှလာထွက်တော့လဲဘယ်လိုပြောမလဲပေါ့နော် ဘာကြီးလဲမင်္ဂလာပါတဲ့မနေ့ကမနက်ကဆိုပေါက်ပြီးတဲ့ဟုတ်တယ်ဗျာနော်မနေ့ကမနက်ပိုင်းဆိုရင်တော့ကျွန်တော်တို့၈၉ပါတာပေါ့နော်၈ပိုင်းနဲ့၄၉နဲ့တွဲရင်အကြည့်ပေါက်ဆိုပြီးတော့ဘုဆိုထေးတဲ့မင်္ဂလာပါညီလေးတဲ့အောင်ပါစေတဲ့ဟုတ်ကဲ့ပါဗျာနော်ဒီနေ့မှလည်းကျွန်တော်တို့1ချိန်2ချိန်တွဲရင်လည်းအပြည့်ပေါက်လည်းဖြစ်တယ်ဗရိတ်နဲ့လည်းထက်တူကြတယ်ပေါ့နော် ကျွန်တော်ဖုန်းပေကန်ဆန်ထားတာမှာအခုထိတော့မမှန်သေးဘူးပေါ့နော်ကျွန်တော်လည်းဖုန်းပေကိုထည့်ပေးခြင်းနေပြီဒါကြောင့်မို့မမှန်သေးတဲ့သူတွေကတော့ပြီးမမှန်ပြပါဦးပြန်နော်တကယ်လို့မမှန်ဆိုလဲ comment နေတဲ့ဝင်ကြည့်လိုက်ပေါ့နော် comment နေတဲ့မှာမမှန်သေးတဲ့ကဏ္ဍကိုပေါ့နော်အဲ့ဒီကဏ္ဍကိုမှန်ရင်တော့ပို့ပြီးတော့မှန်နိုင်မယ်ပေါ့နော်ကိုတဲရမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာ ဆိုကြီးတော့အောင်မြင်ပါစေတဲ့ဟုတ်ကဲ့ပါဗျာเนาะကျွန်တော်လည်းဒီဘက်မှာမှန်သေးတော့အတွက်ပို့ပြီးတော့မှန်ကန်ကျင်နေပေါ့เนาะဒီဘက်မှာတော့ဆရာဘုံတက်ခွန်းနဲ့တက်ခွန်းလည်းမမှန်သေးဘူးဗျာเนาะကျွန်တော်ဖုန်းပြရထည့်ပေးခြင်းနေပြီပေါ့เนาะဒါကြောင့်မို့ မန့်သေးတဲ့သူတွေကမန့်ပေးပါအောင်ဗျကန်ဆန်းမဲလေးပေါ့နော်ဒါကတော့ကျွန်တော်လည်းတက်နိုင်သလောက်လေးပေါ့နော်အများကြီးတော့မဟုတ်ပါဘူးဗျဖုံးပေ9000ပေါ့နော်တော်ထွေးတဲ့30တဲ့30လည်းမဟုတ်သေးပါဘူးဗျနော် ကျွန်တော် live ဟိုထဲမှာပေါ့နော်ကျွန်တော် channel link ပေးထားတဲ့အထက်မှာ comment တွေဝင်ကြည့်ပေါ့နော်မမှန်သေးတဲ့ comment လေးတွေမှန်ရင်တော့ပို့ပြီးတော့နှီးစက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာဒီမှန်ကန်ထားတာတခုမှမရှိသေးဘူးပေါ့နော်မှန်ကန်တဲ့သူကအဲ့မှာစမ်းနေ copy လာအဲ့ဘယ်လိုလဲ6လဲ6လဲ6လဲ ူစင်သွေးတဲ့၃၄တဲ့နည်းနည်းတော့နီးစက်တယ်ပေါ့နော်အတိတ်ပေးပါလားတဲ့ထုံးဝဲ96တဲ့96လည်းမမှန်သေးဘူးပေါ့နော်ကိုထုံးနဲ့6လေးရဲ့နည်းနည်းနီးစက်လာပါပြီနော်အဲ့ဒါလေးရတယ် โอเคဘွားတကယ်လို့ဒီ man ကျင်နေဆိုရင်ကျွန်တော်တို့ channel link လေးမှာတော့ man နေတော့ပို့ပြီးတော့ကောင်းတယ်ပေါ့เนาะအဲ့ဒီမှာတော့ comment man ထားတာတွေကိုကနန်းလေးကိုကြည့်လိုက်ပေါ့เนาะမပါသေးတဲ့ကနန်းကို man ရင်တော့မှန်နိုင်ပါတယ်ဗျโอเคပါဒါဆိုကျွန်တော်အတွက်ဆိုင်ပေါ့နော်ကိုမလို့ကြည့်ပြီးတော့ကြက်ရင်တော့၃ပါဗျ1ချိန်2ချိန်တွဲရင်တော့အပြည့်ပါပေါ့နော် ကေကေတဲ့ငါးကိုတဲ့ထွန်ကြကြောတဲ့ကိုရှေ့တဲ့မမှန်သေးဘူးပေါ့နော်ရှိုင်းမူပိုင်းနဲ့တစ်ချောက်တဲ့တစ်ချောက်လည်းမမှန်ပါဘူးဗျအစ်ကဘာတဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျကိုထွန်ဝင်းပြန်မှန်းပေးပါဗျနော်ကိုထွန်ဝင်းဖုန်းနံပါတ်ဟိုဖြင့်ပြောပါဗျနော်ငါးလေးဒီမှန်ပါတယ်ဗျကိုထုံးမဖုန်းနံပါတ်ကိုကျွန်တော်ကောမန်လေးတစ်ချက်မှရေးပေးပါဗျာနော် ငားလေးကမှန်ပါတယ်ဗျကဲကန်ထူးရှင်ပေါ်တော့ပါပြီဗျာနော်ကိုထုံးဝင်အကောင့်ပါဗျာငားလေးမှန်ပါတယ်ဗျာပြီးကြရင်တော့ကျွန်တော်ပုံလေးနဲ့ပြပေးမယ်ပေါ့နော်ဒီငားလေးကိုတော့ကိုထုံးဝင်ကျွန်တော်ဖုန်းပေးလေးထည့်ပေးပြီးဟုတ်ကျွန်တော်ဟောပေါ့နော်ဖုန်းနံပါတ်လေးထားခဲ့ပါဗျာ ဖုန်းနံပါတ်ကကျွန်တော် లై ပေးပြီးမှဟောပေါ့နော် లై ပြီးမှပဲမှန်ထားရင်တော့ကျွန်တော်ပို့ပြီးမြင်တွေ့ရမယ်ပေါ့နော်ငားလေးရမှန်ပါတယ်ဗျာကျွန်တော် ဖုန်းမေးလေးထည့်ပေးပါမယ်ပေါ့နော်ကုထုံးဝမ်းဖုန်းနံပါတ်လေးကျွန်တော်ကိုရေးပေးပါဗျာနေဝင်နဲ့ဆွာယူတတိုင်းတဲ့ဘာလေးဆွာယူတတိုင်းလဲတော့မသိဘူးပေါ့နော်ဒါကျွန်တော်ရဲ့ကန်ဆက်မဲ့အပျော်လေးပေါ့ဗျာနော်အများကြီးတော့မဟုတ်ပါဘူးဗျာဖုန်းပြီး9000ပါဗျာကုထုံးဝမ်းအကောင်ဆိုပြီးတော့မှန်သွားပြီပေါ့နော်ငားလေးတီတော့ အဲကြောဒီမှာခွင်ရခွင်ရ၃ညရေပေါ့နော်ဒီ၃လုံးပေါင်းခြင်းဒီ၄ဖြစ်လို့၄ရဲ့ပါဝါတီကို၄ကိုဒီကျွန်တော်ဒီမှာအချိန်မြတ်ထုံဝဲနဲ့ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပြနော်ဖုန်းနံပါတ်လေးကျွန်တော်မန်းပေးထားပါဗျာဒီမှာ၄ကိုအချိန်မှာခွင်၄ထွက်တော့ကျွန်တော်တို့၄ထီတယ်ဗျာ ထွန်ဝင်းနဲ့ကျေးဇူးတင်ပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဗျာဒါဆိုကျွန်တော်ဒီမှာပေါ့နော်ကိုရဲ့နှစ်ရဲ့ဒီနှလုံးပေါင်းခြင်းဒီတစ်တင်းနဲ့ဒီရ6နဲ့ပေါင်းတော့ခွန်းဒီ3လုံးပေါင်းခြင်းဒီခွန်းဖြစ်လို့ခွန်းရဲ့ပါဝါဒီနှစ်ခွန်းနှစ်ဒီကျွန်တော်ဒီမှာအချိန်ဗျာတော့ဒီခွန်းနှစ်အချိန်မှာခွန်းတစ်ထွက်တော့ခွန်းထိတယ်ဗျာ ဒါဆိုကြောဒီမှာပေါ့နော်နောက်တစ်ပင်ဒီခွင်းရဲ9ရဲ့ပေါင်းကျင်းဒီ2နဲ့2နဲ့ဒီက2နဲ့ပေါင်းတော့4ဒီ3လုံးပေါင်းကျင်းဒီ4ဖြစ်လို့4ရဲ့ပါဝါဒီ9 4 9ဒီကြောဒီမှာအချိန်ပြတော့ဒီ4 9အချိန်မှာ9 6ထွက်တော့9ထီတယ်ဗျကောင်းစဉ်ထားတဲ့395ချိန်နဲ့ဟုတ်ပါတယ်ဗျာနော်ဒါဆိုကြောဒီမှာနောက်တစ်ပင်ဒီခွင်းရဲ့1ရဲ့ပေါင်းကျင်းဒီ8 8နဲ့ဒီက8နဲ့ပေါင်းတော့6 ဒီ၃လုံးပေါင်းခြင်းဒီ6ဖြစ်လို့6ရဲ့ပါဝါဒီ6 1ဒီကျော်ဒီမှာအချိန်ပြတော့ဒီ6 1အချိန်မှာ2 1ထွက်တော့1 ठी တယ်ဗျဒါဆိုကြောဒီနေ့မှာ1ချင်းဒီပေါ့နော်6ရဲ့2ရဲ့ပေါင်းချင်းဒီ1တင်းနဲ့ဒီက6နဲ့ပေါင်းတော့3ညဒီ3လုံးပေါင်းချင်းဒီ3ညဖြစ်လို့3ညရဲ့ပါဝါဒီ9 3ည9ဒီကျော်ဒီမှာအချိန်မြတ် ကိုမတို့ကလည်းကျန်းနေတတ်မှုရှိမှလည်းသုံးပေါ့နော်ဝမ်းချင်းဒီကျော်တို့တုံညာငါအချိန်ပါဗျတို့ခွန်ခွန်တုံညာပေါင်းခြင်း၄ဖြစ်လို့၄ဘဝကို၄ကိုအချိန်မှာခွန်၄ထွက်တော့၄ထီတယ်နောက်တစ်ပင်ဒီလည်း၉နှစ်၆ပေါင်းခြင်းဒီခွန်ဖြစ်လို့ခွန်ဘဝနှစ်ခွန်နှစ်အချိန်မှာလည်းခွန်၁ထွက်တော့ခွန်ထီတယ်ဗျနောက်တစ်ပင်ဒီခွန်ရ9ရဲ့2ရဲ့ဒီ3လုံးပေါင်းခြင်းဒီ၄ဖြစ်လို့၄ဘဝကို၄ကိုအချိန်မှာလဲ၉၆ထွက်တော့၉ထီတယ်ဗျ။ နောက်တစ်ပင်ဒီခွန်တက်ရှစ်ပေါင်းချင်းဒီ6ဖြစ်လို့6ပါဝါတေး6 1အချိန်မှာလည်း1တက်ဆိုတော့တက်ထီလေဒါကြောင့်မို့ဒီနေ့အတွက်ဝမ်းချင်းဒီ9ရဲ့2ရဲ့9ရဲ့ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ3ညဖြစ်လို့3ညရဲ့ပါဝါဒီ9 3ည9ဒီအချိန်မှာပြတ် ပြေးတဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာတော့ဝါကြေးတဲ့ကုထုံးဝင်းချဲပါပေါ့အောင်မယ်တဲ့ဟုတ်ကဲ့ဗျာနော်ကုထုံးဝင်းမမေးပါနဲ့ဗျာနော်ဖုန်းနံပါတ်လေးကျွန်တော်ဟိုမန့်ပေးထားပါဗျာတော့ဒီမှာ1ရယ်9ရယ်9ရယ်ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်ရဲ့ပါဝါတီနဲ့ခွန်နှစ်ဒီကျွန်တော်ဒီမှာအချိန်ဗျာတော့ဒီခွန်နှစ်အချိန်မှာခွန်လေးထွက်တော့ခွန်ထိတယ်ဒီမှာဆိုကျွန်တော်တို့၄ကိုအချိန်နဲ့ခွန်နှစ်အချိန်နဲ့တွဲရင်ပြီးပေါ့ဖြစ်တယ် ဒီရခွန်ဒီရလေးနဲ့ခွန်လေးဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကြောဒီမှာနောက်တပင် ပေါ့နော်နောက်တပင်ဒီလေဒီရခွန်ရဲ့နှစ်ရပေါင်းချင်းဒီကို6နဲ့ဒီရခွန်နဲ့ပေါင်းတော့6ခွန်နှစ်ခွန်ပေါင်းချင်းဒီကျော်လို့6ဖြစ်လို့6ရဲ့ပါဝါတီတ6 1ဒီကျော်ဒီမှာအချိန်ပြတော့ဒီ6 1အချိန်မှာခွန်1ထွက်တော့1ထီတယ်ဒီမှာဆိုလဲကျွန်တော်တို့ခွန်နှစ်အချိန်နဲ့6 1အချိန်နဲ့တွဲရင်အပြည့်ပေါက်ဖြစ်တယ် ဒီရခွန်းဒီရတက်နဲ့ခွန်းတက်ဆိုပြီးတော့ထွက်တယ်ဗျအားလုံးပဲနားလည်မလို့လည်းထင်တယ်ပေါ့နော်ကိုမတို့ကြိုင်းနှစ်တက်မှုရှိမှလည်းတုံးပါဗျဒါဆိုကြောဒီမှာနောက်တစ်ပင်ဒီခွန်းရ9ရပေါင်းချင်းဒီနှင်းနှင်းနဲ့ဒီရ6နဲ့ပေါင်းတော့တက်6ခွန်းပေါင်းချင်းဒီတက်ဖြစ်လို့1ရပါဝါဒီ6တက်6ဒီကျော်ဒီမှာအချိန်ဗျဒီ1 6အချိန်မှာလဲ9 6ထွက်တော့6ထီတယ်ဒီမှာဆိုကျွန်တော်တို့က4 9အချိန်နဲ့1 6အချိန်နဲ့တွဲရင်ပြီးပေါက်ဖြစ်တယ်ပေါ့နော် ဒီရ6ဒီရ6နဲ့6 6ဆိုပြီးတော့ထွက်တယ်ဗျဘူကိုင်းနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျအားလုံးပဲနားလည်မလို့ထင်တယ်ပေါ့နော်ဒါဆိုရင်ကြောဒီမှာနောက်တစ်ပင်တည်လဲ6ရဲ့7ရဲ့ပေါင်းချင်းတည်3ညာ3ညာနဲ့ဒီရ9နဲ့ပေါင်းတော့ခွန်းဒီ3လုံးပေါင်းချင်းတည်ခွန်းဖြစ်လို့ခွန်းရဲ့ပါဝါတည်2ခွန်း2တည်ကြောဒီမှာအချိန်ဗျကျော်ဒီခွင်းနဲ့အချင်းမှာလဲ1 1ထွက်တော့1ထီတယ်ဒီမှာဆိုရင်ကျော်တို့1ချင်းဒီပေါ့နော် 6တက်အချိန်နဲ့9နှစ်အချိန်နဲ့တွဲရင်ပြီးပေါက်ဖြစ်တယ်ဗျဒီရက်2ဒီရက်1နဲ့2ဆိုပြီးတော့ထွက်တယ်ပေါ့နော်ကျော်ကင်ဝင်းနဲ့3လာနိုင်လာတဲ့ဒီအေးလေးနဲ့ပြောပြတော့တဲ့နားလဲပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ကျွန်တော်ကတော့ဒီမှာပေါ့နော်ဒီကောင်းနေကိုကျွန်တော်အခုရထားတဲ့ key ကိုကျွန်တော် brand နဲ့ချုပ်မှာဆိုတော့3တီလဲပါပါတယ်ပေါ့နော်ဒါဆိုရင်ကျော်ဒီနေ့မှာ1ချင်းတီ နှစ်ရက်နှစ်ရက်ပေါင်းကျင်းသည်လေလေးနဲ့ကျွန်တော်ဒီရက်ခွန်းနဲ့ပေါင်းတော့တက်ခွန်းနှစ်နှစ်ပေါင်းကျင်းသည်ကျွန်တော်တို့တက်ဖြစ်လို့တက်ရဲ့ပါဝါတီ6တက်6ဒီကျွန်တော်ဒီမှာအချိန်မြတ်အဲ့တော့ကျွန်တော်ဒီမှာ395အချိန်နဲ့16အချိန်နဲ့တွဲရင်ပြီပေါက်ပေးတယ်ပေါ့နော်။ကိုမတို့ကချိန်နဲ့တက်မှုရှိမှလည်းတော့ဒါဆိုရင်ကျွန်တော်ဒီမှာ break line လေးပြပေးမယ်ပေါ့နော်။ တော့ဒီမှာ break ဒီ1ရယ်9ရယ်3ညရယ်ဒီ3လုံးပေါင်းခြင်းဒီ6ဖြစ်လို့6ရယ် power ဒီ1 6ရယ်နှက်ခက်ဒီ9 6 1 9ဒီကျွန်တော်ဒီမှာ break ပြတော့6 1 9ဒီ break ပေါ့နော်6 1 9 break မှာခွန်လေးထွက်တော့ကျွန်တော်တို့1 break ထွက်တယ်ဒီမှာဆိုလဲပေါ့နော်ကျွန်တော်တို့၄ခု9ပေါ့နော်ဒီကီးလေးလုံးကိုကျွန်တော်6 1 9ပြေးရအောင် တွဲလို့လည်းရတယ်ဒါမှမဟုတ်လည်း အကိုမတို့ကဒီဝမ်းကျင်းနှစ်လိုင်းနဲ့ပေါ့နော်ဘယ်ဝမ်းကျင်းလိုင်းကိုကြိုက်လဲပေါ့နော်ကြိုက်တဲ့ဝမ်းကျင်းလိုင်းကိုဒီပရိတ်ရောက်အောင်တွဲရင်လည်းရပါတယ်ဗျဒါဆိုကြောဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီခွင်းရဲ့၃ညရဲ့ပေါင်းကျင်းဒီခွင်းခွင်းနဲ့ဒီရ6နဲ့ပေါင်းတော့3ဒီ3လုံးပေါင်းကျင်းဒီ3ဖြစ်လို့3ရဲ့ power ဒီ8 3ရဲ့နှက်ခတ်ဒီ9 3 85ဒီကျွန်တော်ဒီမှာပရိတ်ဗျဒီ3 85ပရိတ်မှာလဲကျွန်တော်တို့ခွင်း1ဆိုတော့ကျွန်တော်တို့8ပရိတ်ဗျ ဒီမှာလည်းအတိုင်းမပေါ့နော်ကျွန်တော်တို့ခွန်းနဲ့6တစ်ဆိုတော့ကီလေးလုံးကို35ပရိတ်ရောက်အောင်တွဲရင်ကျွန်တော်တို့ခွန်းတစ်ပါမပေါ့နော်ခွန်းနဲ့10ပရိတ်ဆိုခွန်းတစ်ပါမပြတ်ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲ2ရဲ6ရဲပေါင်းချင်းဒီ8 8နဲ့ဒီရဲ2နဲ့ပေါင်းတော့3ညဒီ3လုံးပေါင်းချင်းဒီ3ညဖြစ်လို့3ညရဲ့ပါဝါဒီ9 3ညရဲ့နှက်ခတ်ဒီခွန်း3ည9ခွန်းဒီကျွန်တော်ဒီမှာပရိတ်ပြတ် ဒီ3ည5ခွန်ပရိတ်မှာလဲ6 6ဆိုတော့5ပရိတ်ထွက်တယ်ဒီမှာဆိုလဲကျွန်တော်တို့က4 6အချင်း1 6အချင်းတွဲရင်လဲအပြည့်ပေါက်ဖြစ်တယ်ပေါ့နော်ဒါမှမဟုတ်လဲ4 6 1 6 9ကျွန်တော်တို့3ည5ခွန်ပရိတ်ရောက်အောင်တွဲရင်ကျွန်တော်တို့6နဲ့5ပရိတ်ဆိုရင်6 6ဆိုပြီးတော့ပါမယ်ဗျဒါဆိုကျော်ဒီမှာနောက်တပင်ပေါ့နော်9ရဲ့2ရဲ့ပေါင်းချင်းဒီခွန်းခွန်းနဲ့ဒီရ8နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းဒီလဲ9ဖြစ်လို့ ငါရဲ့ပါဝါတီ၃ညာငါရဲ့နှက်ခက်တီ၃ငါ၃ညာ၃ဒီကျွန်တော်ဒီမှာပြိပြဒီငါ၃ညာ၃ပြိမာလဲ1 1ဆိုတော့ကျွန်တော်တို့၃ပြိထွက်တယ်ဒီမှာလဲကျွန်တော်တို့6 1အချိန်9အချိန်တွဲရင်လဲအပြည့်ပေါ်ဖြစ်တယ်ပြိဒီငါ၃ညာ၃ပြိပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာပြိဒီပေါ့နော်1ရယ်8ရယ်ပေါင်းချင်းဒီ9 9နဲ့ဒီက9နဲ့ပေါင်းတော့8ဒီ၃လုံးပေါင်းချင်းဒီ8ဖြစ်လို့ ရှေ့ရဲ့ပါဝါတီ3ရှေ့ရဲ့နက်ခတ်တီ3 3 1တီကျော်ဒီမှာပြိတ်ပြပြိတ်တီကျော်တို့က3 3 1တီပြိတ်ဒီမှာတော့ကျွန်တော်3 9အချိန်1 6အချိန်တွဲရင်လည်းအပြည့်ပေါ်ဖြစ်တယ်ဒါဆိုရင်ကျွန်တော်ဒီမှာဒီပြိတ်အနေနဲ့ဆိုရင်ဒီရ3ညာဒီရ1နဲ့3ညာ1ဆိုတဲ့1ပြိတ်ရဲ့ဒီရ5ဒီရ6နဲ့5 6ဆိုတဲ့1ပြိတ်ရဲ့ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ 3956ဆိုတဲ့ကီလေးလုံးကိုကျွန်တော်က83ပြိတ်ရအောင်တွဲပေးမှာဗျာအကိုမတို့ကလည်းကျိုင်းနေတက်မှုရှိမှလည်းတုံးပေါ့နော်ဒီပြိတ်လိုင်းဒီတော့ကျွန်တော်နှစ်လိုင်းပေါ့နော်ကြော်ဒီမှာဆိုရင်9ရက်6ရက်ဒီရခွန်ရပေါ့နော်ခွန်65ပေါင်းချင်းဒီလည်း10ဖြစ်လို့ကျွန်တော်တို့ဒီမှာဒီ10ပါဝါ3 10ခက်တေး103တက်ဒီလည်းဒီမှာပြိတ်ပေါ့နော်103တက်ပြိတ်ဆိုလဲခွန်1ဆိုတော့10ပြိတ်ထွက်တယ်ဗျာ နောက်တစ်ပင်ဒီဒီရ2ရဲ့ဒီရ2ရဲ့1ရဲ့ပေါ့နော်1နှစ်နှစ်ပေါင်းခြင်းဒီ9ဖြစ်လို့9ပါဝါ3ညာ9နှစ်ခတ်3 9 3ညာ3ပရိတ်ဆိုလဲ9 6ဆိုပြီးတော့9ပရိတ်ပြောက်ဒါဆိုကျော်ဒီမှာနောက်တစ်ပင်ဒီ9ရဲ့8ရဲ့2ရဲ့ပေါ့နော်2 8ပေါင်းခြင်းဒီလဲ9ဖြစ်လို့9ပါဝါ3ညာ9နှစ်ခတ်3 9 3ညာ3ဒီကျော်ဒီမှာပရိတ်ပေါ့နော်9 3ညာ3ပရိတ်မှာလဲ1 1ဆိုပြီးတော့3ပရိတ်ထွက်တယ်ပြောက် ဒါဆိုရင်ကျော်ဒီနေ့မှာ break line တီးပေါ့နော်1ရယ်9ရယ်8ရယ်8 9ပေါ့နော်ဒီ3လုံးပေါင်းချင်းတည်လဲ8ဖြစ်လို့8ရယ် power 3 8ရယ်နှစ်ခက်တည်1 8 3 1တည်လဲကျော်ဒီမှာ break ပဲပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က8 3 1 break တည်နှစ်ချက်တွေ့တယ်ကျွန်တော်ဒီမှာတည်3 9 1ချင်း16အချင်းပေါ့နော် ကိုမတို့ကလည်းဒီ395အချိန်ကိုကြာရင်395အချိန်ကိုပဲ831ပြည့်ရောက်အောင်တွဲပေါ့နော်ကျွန်တော်ကတော့395 16ဆိုတဲ့ကီလီလုံးကို831ပြည့်ရောက်အောင်တွဲပေးလိုက်မှာဖြစ်ပါလေဗျာ တင်တင်ထွေးတယ်ကျေးဇူးပါတဲ့ဟုတ်ကဲ့ပါဗျာနော်ကျွန်တော်တို့ဒီမှာတစ်ခွန်တစ်နဲ့ပတ်သက်ရင်ကျွန်တော်တို့ကောနော်တစ်ခွန်ဆိုလဲ၈ပြိတ်တစ်နှစ်ဆိုလဲ၃ပြိတ်၁၀ဆိုလဲ၁ပြိတ်ပြ၆နဲ့ပတ်သက်ရင်လဲ၆နှစ်ဆိုလဲ၈ပြိတ်၆ခွန်ဆိုလဲ၃ပြိတ်၆၅ဆိုလဲ၁ပြိတ်၃ညနဲ့ပတ်သက်ရင်၃ည၈၃ည၃၃ည၁ပေါ့နော်၅နဲ့ပတ်သက်ရင်လဲကျွန်တော်တို့၅၃ရဲ၅၆ရဲ၅၈ရဲပေါ့နော်ဒီထဲမှာမှကျွန်တော်တို့တွက်ဆက်အရာဆိုရင် ရိတ်နဲ့လည်းထပ်တူကြတယ် main organ အနေနဲ့ယူရမယ်ဆိုရင်30ရဲ့ကျွန်တော်တို့65ရဲ့ပေါ့နော်ကိုမတို့ကြိုက်နှစ်သက်မှုရှိမှသုံးပါဗျဟုတ်ကဲ့ပါကျွန်တော်တွက်ပြတဲ့ကဏ္ဍလေးဒီပေါကဏ္ဍလေးဖြစ်ပါစေဗျကိုမတို့ကြိုက်တဲ့ကဏ္ဍဒီလည်း12နာရီတမိနဲ့ထွက်မဲ့ကဏ္ဍနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျကျွန်တော် like ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေ channel ကို subscribe မနေရသေးတဲ့ကိုမတွေကလည်း subscribe လေးနှိပ်ပေးဖို့တောင်းဆိုပါတယ်ဗျအားလုံးကံကောင်းကြပါစေ အစောနာကိုဖုန်းထုံးနာကိုထုံးနာမသိဘောနော်ဖုန်းပေလေးဖုန်းနံပါတ်လေးကျွန်တော်မန်းပေးထားပါဗျာကျွန်တော်ဖုန်းပေလေးထည့်ပေးခြင်းလို့ပါဗျာနော်ဟုတ်ကဲ့ပါအလုံးမဲ့ကံကောင်းကြပါစေဘိုင်းဘိုင်း see you ပါအလုံးမဲ့